Hello ချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April 6ရက်နေ့ပဲဖြစ်ပါတယ်ဒီနေ့မနက်ခင်းမနက်ပိုင်းပါဘောเนาะဒီရခိုင်နဲ့ပတ်သက်တဲ့သတင်းတွေတခြားသတင်းတွေကိုကျွန်တော်နားထောင်မှာဖြစ်ပါတယ်เนาะ Okay ကျွန်တော်အခြေဆုံးလိုရေးတူရှင်သတင်းလေးရေးတော့ဖတ်ကြည့်လိုက်အောင်เนาะ ထမအဦးဆုံးသတင်းဘုတ်ကတော့ဘန်ကောက်ပြူကျတိုက်အတွက်15ရက်အတွင်းရောကြီးကိစ္စဖြေရှင်းပေးမယ်ဖြစ်ပြီး16နှစ်အောက်ဝန်ထမ်းများပါရှိနေတဲ့အဖြစ်ကုမ္ပဏီကိုအမှုထပ်ဖွင့်မယ်လို့သတင်းကြားပါနော်အဲ့တော့ထိုင်းလုံးသမဝင်ကြီး ဖီဖတ်ရစ်ချတ်ကိပရာကန်ကငလင်ကြောက်ပြူကြခဲ့တဲ့ဘန်ကောက်ရှိစည်ရေးစည်ရုံးလုပ်ငန်းကွင်မှာတည်ဆုံသူများအတွက်ရောကြီးငွေကိစ္စကို15ရက်အတွင်းပြီးဖြည့်ရှင်းပေးသွားမည်ဟုအပိလာ3ရက်နေ့နဲ့အတီးကြီးအတီးပြပြောကြားခဲ့သလိုရင်းအထက်30အဆောက်အုံလုပ်ငန်းကွင်နဲ့အသက်16နှစ်မပြည့်သေးသည့်လုပ်သားများခိုင်းစေထားကြောင်းစစ်ဆေးတွေ့ရှိရသည့်အတွက်တာဝန်ယူထားသည့်ထိုင်းတရုတ်ဖက်ဆက်လုပ်ငန်းကိုတရားစွဲသွားမည်လို့ပြောထားပါတယ်နော်အဲ့တော့သူများနိုင်ငံမှာတော့ဒီဒီလိုမျိုးဥပဒေနဲ့ပတ်သက်လာတိတိကျကျလောက်ကိုင်းတာတွေ့ရပါတယ် တော့တဲ့တဲ့ဘုတ်ကတော့ငလင်တန်တုံပြန်ဆောင်ရွက်ရေးပြီးတိန်အစိုးရကနောက်ထပ်ပေါင်း၁၀သန်းထပ်မံထောက်ပံ့မြမငလင်ပေးပြီးတိန်ရေထောက်ပံ့မှုပေါင်း25သန်းဒေါ်လာနဲ့ဆိုရင်32သန်းရှိလာတယ်ဆိုတဲ့သတင်းဖြစ်ပါရနော်အဲ့တော့ဒါကတော့ပြီးတိန်အင်္ဂလန်ကနေပဲပေါ့နော်မြမပီကိုငလင်အတွက်ထောက်ပံ့တာ32သန်းတတိုင်းကတည်းက30တန်းရှိတယ်ဆိုရဲအသေးမဖြစ်ပါတယ်အဲ့တော့ချက်ဖတ်မင်းအောင်လိုင်းကတော့ပျော်ပြီပေါ့နော်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ MMD ထိချုပ်ထားတဲ့လာရှုမြို့ပေါ်မှာ ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီး MMD တက်များစုခွာကအုပ်ချုပ်မှုကိုစစ်ကောင်စီနဲ့ပြန်လဲပေးရမယ်လို့ MMD စစ်ဖက်သတင်းရင်းမြစ်ကသတင်းထုတ်ပြန်လိုက်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ MMD ကဒီလရှုံမျိုးကနေပြန်စုခွာမယ်ဆိုတာသိရတယ်အဲ့ထက်မှမှတို့ရက်ွက်ကြီးရက်ွက်တွေရက်ွက်လိုက်ရက်ွက်လိုက်စုခွာမှာဖြစ်တယ်ပေါ့နော်အဲ့ရက်ွက်ထဲမှာဒီဒီလရှုံမျိုးဈေးရုံနဲ့ပါတဲ့အတွက်ပေါ့နော်ဈေးရုံကိုလည်းစုပေးရမယ်ဖြစ်တယ်လို့သိရပါတယ်နော် ကဲကျွန်တော်တို့အရင်ဆုံးသတင်းကောင်းလေးနဲ့စလိုက်မယ်နော်အဲ့ဒါဘာလဲဆိုတော့ဒီရွှေမော်မှာဗောနော်ရွှေတူးရီနဲ့ငလင်လောက်တဲ့ခါမှာဂျာအေးမြေအောက်ပေနေရာလောက်မှာဗောနော်ဒီပိတ်မိနေတဲ့လူကိုကယ်ဆယ်တိုင်းတဲ့သတင်းထားတော့ကြည့်အောင်နော်ဒီဒီအနက်ပေ200ကျောင်းခန့်တူးကြရတာဖြစ်ပြီးအဲ့ဒီကနေတဆင့်ရည်ပြင်းညီအတိုင်းတွင်းကောင်းလိုက်ကပြန်လဲရှာဖွေ တူးဖို့ကြရတာလည်းဖြစ်ပါတယ်ငလင်လောက်ချိန်မှာ တွင်းကောင်းအတွင်းပေနေရာခန့်အဝေးမှာရှိနေခဲ့ပြီးငလင်ကြောင့်ပြန်ထွက်လာဖို့စူးစမ်းစဉ်အတွင်း ောက်ဆုံးဝင်ပေါက်ရဲ့အထက်15တောင်ခန့်အမြင့်တင်မဝင်ပေါက်လမ်းကြောင်းမှာရွှေနဲ့မြေသားရောရာပြိုကျတာကြောင့်ဝင်ပေါက်တစ်ချမ်းပိတ်မိကထွက်မရတော့တာလို့ကိုကိုကကဆိုပါတယ်လုပ်ငန်းလုပ်နေတယ်လားမှတ်တမှတ်ဖြစ်သွားဆိုတော့နည်းနည်းတော့ကြောက်သွားပေါ့ကြောက်သွားပြီဒီလောရလောကြောင်းလေးမှာမိခိုးနေကြတော့လဲပေါ်ကလည်းသူ့ဟာသူကယ်တဲ့သူတွေရောဟာတွေရောရန်နဲ့ကိုဖြစ်တယ်ဆိုတော့တန်းရောက်လာတော့ရောက်တော့ စိတ်ထဲမှာသာကြောက်စိတ်သာရှိတာလေကိုယ်မှာ개နေတာပဲဆိုတတ်လို့ရလို့ကြောင်းဆိုတော့သူတို့ဆက်ကကဲတာကဲတာတပိုင်းနဲ့ကိုအောက်ကလည်းပြန်ပြီးတော့စဉ်းစားကြတယ်အဲလိုစဉ်းစားနေတာလားသူတို့ဒီနေ့ကတကုတရက်တရက်နဲ့နင်းထဲမှာရတ္တာရှိနေလာတော့ရောက်တော့နင်းနေတော့ဝိုးပြီးတော့ကြောက်အားလေးတော့ကြီးလာကြပါဘူး အဲ့တော့ကိုကဲနေတာပါလားဆိုတော့စိတ်နဲ့ပဲတွေးပြီးတော့ဒီတိုင်းနိုင်မယ်ပြောပြောရှင်ရင်မနေခဲ့ကြတာရွှေတင်းနေပြိုကျကုန်တာကြောင့်ကဲဆဲရေးအဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းကဲဆဲဖို့အမြန်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပြီးအပြင်ကနေကဲဆဲနေတာကိုသိရှိရတာကြောင့်အချင်းချင်းဖေးမကအာတမီနေခဲ့ကြတယ်လို့လည်းကိုဘိုးကကပြောပါတယ်ချစ်ချင်းနော်အာတမီနေတယ်လို့ပဲပြောရတော့မှာပေါ့ကိုမထမ်းမကဲတဲ့သူရော ဒါရိုက်ရန်နေတယောက်ပြီးတယောက်သူတို့ကလည်းလဲလဲတွေနဲ့ဆင်းလောက်ပေးနေတာဆိုတော့ရောက်တော့ကိုလည်းအောက်ကနေပြီးတော့ဒါပါတော့ဒီရေတောက်ရှင်ရေဒါရိုက်တန်းမာတာမုံသားရှင်မုံလန့်မာလိုက်တာဒီပြင်စာရည်သာထုတ်ကြီးထည့်ကြီးရောက်တော့ချမရဘူးလေအပိုင်းနဲ့တော်မဲ့သားသာလေးတော့ပဲကိုကလည်းသူတို့လည်းသိမပြအာယုံမရောက်အာယုံမနောက်တဲ့နီးလေးအဲ့တိုင်းလေးပဲမှားပြီးတော့စားရကြပါဘူး ိုပိုးကလည်းအတူပိမေသူ၅ဦးလုံးပိုးမဲ့တန်ရပဲမရပဲအားလုံးဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။ကဲဒါတော့တော်လိုင်းရင်နေထဲမှာရွှေတင်းရွှေတင်းပိမိတဲ့လူကင်ဆယ်တဲ့နေစားဖြစ်ပါနော်။ပိုးမဲ့တန်တော့မရပဲနဲ့ကင်းနေနေဆိုတော့တကယ်ပဲဝန်သားစရာတင်းကောင်းမှဖြစ်ပါနော်။ကဲတော့တဲ့တို့ကတော့ကျွန်တော်တို့အာခတ်တော်အီကရခိုင်မှာပေါ့နော်။ဒီတကြံနဲ့ပတ်သက်ပြီးဥပဒေထုတ်ပြန်တာရှိပဲနော်။အဲ့တော့ဗာလဲနားထောင်ကြည့်လာအောင်။သတင်းတွေအထဲမှာတော့ ရခိုင်မှာတကြံကာလပြည်သူတွေလိုက်နာရမယ့်အချက်၆ချက်ကိုအေအေက ထုတ်ပြန်လိုက်တဲ့သတင်းကိုပထမအဦးဆုံးတင်ပြသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်မှာတကြံကာလအတွင်းပြည်သူတွေလိုက်နာရမယ့်အချက်၆ချက်ကိုအရခတ်တတော်အေအေကထုတ်ပြန်ညွှန်ကြားလိုက်ပါတယ်။တကြံကာလအတွင်းမြို့ပတ်လှည့်လည်ရေကစားရာတွေလူစုလူဝေးဖြစ်ပေါ်စေတတ်တဲ့တကြံမန်တပ်တွေပြုလုပ်တာဆောင်းပေါက်တွေဖွင့်ပြီးရေကစားရာတွေကိုမလုပ်ဖို့ဆိုထားပါတယ်။နောက်ပြီးဘာသာရေးအရာ လူစုလူဝဲလှုပ်ပြီးဥပုပ်တိလာစောက်တီတာတွေအလှူတန်းပြုတ်လုတာတွေလည်းမပြုတ်လို့ရဘူးလို့ထုတ်ပြန်ထားပါတယ်။အဲဒီစီကံချက်တွေကိုအရက်ခပြည်သူအစိုးရကသက်ဆိုင်ရာစစ်တေသမြို့ရွာတွေကအုပ်ချုပ်ရေးဌာနတွေစီကိုအခုရက်ပိုင်းအတွင်းညွှန်ကြားထားပြီးအဲဒီဌာနတွေကနေတစဉ်ပြည်သူတွေစီကိုထပ်မံအကြောင်းကြားနေတယ်လို့လည်းအစိုးရအဖွဲ့ဝင်တယောက်ကပြောဆိုပါရယ်အခုလအတွင်းငလျင်ဘေးကျောင်းအေးအပါအဝင်တိုင်းရင်းသားလက်နက်ကင်တွင အပြစ်ရစေခဲ့ပြီးစစ်ကောင်စီကလည်းအပြစ်ရစေကြောင်းကြေညာထားခဲ့ပေမဲ့စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခတ်မှုတွေရှိနေတာကြောင့်အခုလိုထုတ်ပြန်ထားတာဖြစ်ပါတယ်။ကဲဒါတော့အာရခတတော် AI ရခိုင်မထုတ်ပြန်တဲ့တကြံနဲ့ပတ်သက်တဲ့ထုတ်ပြန်တဲ့ချက်ချက်ချက်ဖြစ်ပါတယ်နော်။နောက်ထပ်လည်းကျွန်တော်ရခိုင်စင်းတစ်ချက်တောကြည့်လာနော်။ကြောင်းမန္တလေးမြို့မစိုးရင်ကြောင်းလိုက်ကဥလသိမ့်ဗိမှန်ပြိုကျမှုအတွင်းပြန်လုံတော်မူသွားတဲ့တန်ဃာရော်ရီထဲမှာရခိုင်ပြည်ကတန်ဃာရော်ရီလေးပါဝင်တယ်လို့သိရပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်ရခိုင်ပြည်ရံပြည်မြို့နေကဝါရော9ဝါရှိတဲ့အရှင်သီရိန်နာလင်္ကာယရံပြည်လေးပြန်လွန်တော်မူသွားတယ်လို့သိရပါဗျ။အရှင်သီရိန်နာလင်္ကာယရံပြည်ဟာပါဠိကောတလာဘွေဝိနယဝိဒူဘွေအင်္ဂုတ်တရနိကာယဝိဒူဘွေရခပူရာတာမဏိကျော်ဘွေပါဠိပထမအပါဝင်ဘွေပေါင်း30လောက်ကိုရရှိခဲ့တယ်လို့အရှင်သီရိန်နာလင်္ကာယရံပြည်ရဲ့တငေရှင်ယဟန်တော်တစ်ပါးကမိန့်ပါတယ်။ ကဲမျိုးစင်းနော်တာမဏေကျော်လောကထဲမှာပါဠိလိုဖြည့်ဆိုပြီးပထမစုရေရရှိခဲ့တဲ့ပုဂ္ဂိုလ်ကိုအခုလိုမျိုးဆုံရှုံလိုက်ရမှုဟာရခိုင်ပြည်နဲ့သာသနာအတွက်ဆုံရှုံမှုတစ်ခုဖြစ်တယ်လို့ဆက်လက်မင်ကြပါရီဒါအပြင်တခြားသောတန်ဃာရော်တွေလည်းပျောက်ဆုံးမှုတွေရှိနေတယ်လို့ကြားသိရပြီးလက်ရှိချိန်ဒီရခိုင်ပြည်ကတန်ဃာရော်ဥယေဘလောက်ထိခိုက်သွားတယ်ဆိုတာကိုသိရှိဖို့ခက်ခဲနေသေးတယ်လို့ဆက်လက်မင်ကြခဲ့ပါရီကဲဒါတော့နော်မစိုးရင်အကြောင်းတိုင်းပါ ဒီရခိုင်တရားတော်တွေလည်းပါသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်ကဲတော့ကျွန်တော်နောက်ထပ်မယ့်သတင်းကတော့အခုရက်ပိုင်းမှာဗောနော်ချက်ပစ်ကောင်စီကဒီဒီပင်ကလီတသိန်း၈၀၀ကိုပြန်ခေါ်မယ်ဆိုတဲ့သတင်းနေနဲ့အတူဗောနော်တော်တော်လေးကိုပြန်နိုင်နေတာဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲနီးတို့ပြန်ခေါ်တာလည်းဟုတ်တယ်ပြီးတော့အခုဆိုရင်ရခိုင်မှာစစ်ရှုံးနေတဲ့အတွက်ဗောနော်ဒီသူတို့ဒီစစ်မှုနာဥပဒေနဲ့မတရားထည့်ပြီးမှဗောနော်ဘယ်လိုမျိုးတွေလုပ်မလဲဆိုတာလည်းကျွန်တော်ခံမှန်းလို့မရသေးဘူးဗောနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တုံ့သက်တင်ပြထားတဲ့ဒီသတင်းနောက်ထပ်ကြည့်အောင်နော် တိုးတော်လဲဟုတ်လားအထက်ကဘလို့အဲ့ဒီတရုတ်ရဲ့ PR တွေကဘလို့လာမလဲဆိုအဲ့ဒီ PR တွေလာလို့ရှိရင်အဲ့ဒီတရုတ်အာရတ်တော်ပေါ်ကြာကြောက်တာမဲ့တရုတ်ရဲ့ PR တွေကိုကျွန်တော်တို့ပြည်သူလူထုတွေခိုက်ပြည်သူလူထုအနေကအနေနဲ့เนาะအောက်ကနေပြီးရင်အာရတ်တော်ချိတဲ့အားနဲ့ပန်ပိတ်ဖို့လိုတယ်အခုချိန်မှာဆိုလို့ရှိရင်ဟုတ်လားမော်တော်ဒေသမှာဆိုရင်လည်းလာဒီဘင်္ဂလီအကျယ်ဖက် RS ဆို RS AI ဆိုတာအကျယ်ဖက်တွေကနေပြီးရင်သွေးတိုးဆက်လာတာကိုတွေးရတယ်เนาะသွေးတိုးဆက်လာပြီးမှစောက်ယူဆက်တာတော့မလိုပါဘူး ဟုတ်တယ်နော်ဟိုနေ့ကပဲဒီဒီအာစာဖွဲ့ညပြစ်လို့ပါအရာခတ်တော်အေးကနှစ်ယောက်ကြာသွားလို့ကြားရပါတော့နော်လက်ခိုင်နဲ့ကလာကြာဟာကြာပဲကျွန်တော်တို့ကနော်ကလာနဲ့ပတ်သက်ကျွန်တော်ကြောင်ဖြစ်တာကျွန်တော်ကြာဟာကြာပဲအဖပဲစားမှာနော်အဲ့တော့အခက်တက်တော့ဒါတွေကိုကြုံမြင်တော့လို့နော်ဒီကျွန်တော်တို့ဒီလူတိုင်းစိတ်မထမ်းရမယ်ဆိုတော့ဥပဒေကိုပြဋ္ဌာန်းတာဖြစ်တယ်ဒီလိုဥပဒေပြဋ္ဌာန်းလိုက်တော့ခုဘကနေပြီးဥမာပေါ့ဗျာဒီကလာဆိုဒီဘင်္ဂလီကလာတွေက ဒီစာကားဆက်လို့ပုံစံမျိုးပေါ့အခွင့်အရေးသူတို့သူတို့တိုက်ပြမယ်အပြင်ငါတို့ငါတို့ဒီနေရာလေးပြောဆိုအခွင့်အရေးရမှာဆိုပြီးအာအာခတ်တဲ့တော့သူတို့ဆက်သူတို့ဆက်တော့ကျွန်တော်တွေ့ရတယ်သူ့မှာအာခတ်တဲ့တော့ခွန်းပြောထားတယ်ရခိုင်ပြည်မှာဘေးလဲနဲ့ကြိုက်ပါထားဝေးခါကလွှဲပြီးအာခတ်တဲ့တော့ပြောထားတာချီတယ်အဲ့တော့မင်းတို့ကလာဆိုးတွေဘင်္ဂလီကလာဆိုးတွေအဲဆို IS AI ဆိုတဲ့အကြက်ဖက်ကောင်တွေမင်းတို့ရခိုင်ပြည်မှာမြေရဖို့ပြောတဲ့တွေဖို့တင်းချက်တော့မရဘူးမင်းတို့နေမြေမှာပြချပလိုက်မယ်အခု AI ကထုတ်ပြန်လိုက်ပြီဘုံတော်ဘုသူ့တော်ဘုံတော်မှာနော်ဒီဘင်္ဂလီချီတဲ့နေရာမှာပါ ရခိုင်ပြည်မှာအေရှန်နေတဲ့ဘင်္ဂလီတဲ့အကျံဖက်ဘင်္ဂလီတဲ့မှာပူပေါင်းပူပေါင်းရဲ့မင်းတို့ကလည်းအဲ့ဒီအကျံဖက်ပူပေါင်းရဲ့ဖွေးတဲ့နေနဲ့ခြေမုံတော့မှာဖြစ်တယ်ချင်းချင်းလေးပဲအကျံဖက်နဲ့ပူပေါင်းအကျံဖက်နဲ့ပူပေါင်းတဲ့ဖွေးကိုအကျံဖက်တို့ခြေမုံတော့မှာဖြစ်တယ်လို့ထုတ်ပြန်ထားတယ်ဒါပြောတယ်အဲ့တော့ချမ်းမစကောင်စီကဒီလုံနေကြတိုင်းပါနော်ဒီခိုးတော့ကလည်းဒီမဲလိုချင်လို့ပါနော်ဘင်္ဂလားဒေ့ရှ်ကိုဒီ white card ထုတ်ပေးပြီးမှပါနော်ဒီ ရွှေကောက်ဘွေမှာမဲဆန္ဒပေးလို့ရတယ်ဆိုတဲ့အနေထားလေးတွေလောက်ခဲ့တာလေကျွန်တော်ကြားသိရတာပေါ့နော်အခုဆိုလည်းဒီအကွက်ကိုပြန်ခင်းမလာတော့မသိဘူးတသိန်းနဲ့၈၀၀၀တောင်ပြန်ခေါ်ထားတယ်ဆိုတဲ့တဲ့ကတော့ပြတ်နေဖြစ်ပါတယ်နော်ကဲ FMT ကအခုချိန်မှာဆိုရင် last show မျိုးနဲ့နောက်ဆုံးအောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ salary ချော်သုံးတဲ့ချက်လေးနားထောင်ကြည့်လာနော်တော်လိုင်းနဲ့တရင်နဲ့ပတ်သက်တဲ့အခြေအနေလေးတစ်ခုအပိတ်လေးမှပြောပြချင်ပါဘူး။လာရှု လာရှိုးကို MNDA ကပြန်ပေးမယ်ပြန်ပေးအပ်မယ်ဆိုတဲ့အခြေအနေဟာဇာနုံပြည်ဒီပါရှိတယ်ဒီကနေ့ညနေမှာလာရှိုးစေုံကြီးပိတ်လိုက်ပြီးတော့မြို့တော်၁၂ရက်ကပေးရမယ်ထဲမှာလာရှိုးစေုံပါတယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့လာရှိုးမြို့သိမ်းတိုက်ပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြရအောင်လာရှိုးမြို့သိမ်းတိုက်ပွဲဟောအပအဝင်ပေါ့ဗျာ တိုင်းသားအီအောင်တက်တွေကိုကျွန်တော်ဒီနေရာကနေလေးလေးစားစားပြောပြချင်တာကလေအီအောင်နေမီတွေမှာ ဖြစ်တဲ့မြို့ပြတိုက်ပွဲတွေအများကြီးရှိပါတယ်ဒီတိုက်ပွဲတွေမှာပြည်သူလူထုဟာဒုတိယအထူးရှ အများဆုံးပထမအထီးရှအများဆုံးနဲ့တေဆုံးမှုအများဆုံးဟာစစ်ပွဲအတွေ့အကြုံကိုအသက်နဲ့ရင်းပြီးလာယူတဲ့ကျွန်တော်ညီငယ် generation set အပါအဝင်မျိုးဆက်အသီးသီးကမြေပြန် PDF တွေဖြစ်ပါတယ်။ PDF တွေဟာနေမည်နဲ့ရာသီဥတုအသားမကျတဲ့တိုက်ပွဲအတွေ့အကြုံယူရတဲ့ကာလဖြစ်တာကြောင့်တိုက်ပွဲအတွင်းမှာအီအော်ဝီတက်ပို့ပြီးတော့ကြဆုံးတော့များပါတယ်။လာရှုတိုက်ပွဲမှာဆိုရင်မြို့ကန်လူလူမြို့ကန်ပြည်သူတထောင်ကြီးပါတေဆုံးရတယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရတယ် အမန်ဒီနဲ့လက်တွဲတိုက်ပွဲဝင်တဲ့မြေပြတ် PDF 600နီးပါးကြာဆုံးပြီးမှဒီမြို့ကိုသွေးဆက်တွေနဲ့ထုံမှုပြီးခက်ခက်ခဲခဲရယူခဲ့တာ။နှွေဦးတော်နိုင်မတိုင်ခင်ပါဘို့ဗျာ။တိုင်သာဤအောင်ရှိသည်မြဓမ္မတပီလုံးကအဖွဲတယ်။ကျွန်တော်တခုမေးချင်ပါလေ။တိုင်းစစ်ဌာနချုပ်လို့နေရာမှုမပြောနဲ့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့လေးတစ်မြို့ကိုတော့ ညိုနာကပ်ပြီးတိုက်ပွဲဖော်ဖို့တော့အင်မတန်ခက်ခဲတယ်ဆိုတာလူကြီးမင်းတို့မှန်မယ်ကိုယ်တိုင်သိပါလိမ့်မယ်ဒါကြောင့်မို့လဲစစ်ပေါ်စစ်ပေါ်မှရပါဗျာတတိရှိမြို့တမြို့လောက်တင်းပြပါလားဆိုပြီးတော့ကျွန်တော်တို့အပေါ်စီးကဘာကြီးကြောင်းကြီးပြောခဲ့ကြတာဘေးဥတလိုင်းကြီးရောက်လာတဲ့အခါကျတော့မြေပြနိုင်ငံရေးသမားတွေကဆော့ပါဝါနဲ့ပြင်းပြင်းထန်ထန်တုတ်ပြန်ခဲ့တဲ့အဖြစ်တတိုင်းပြည်လုံးကပြည်သူလူလူဟာ ုတ်အုတ်ကျွတ်ကျွတ်တိုးတိုးညံ့ညံ့တော်လည်းရေးမှာငွေရောလူရောစိတ်ကောအတွေ့ရောအားပေးခဲ့ကြတယ်အချို့သောသူတွေကလူငယ်လူရွယ်တွေအများအပြားကလက်နက်ကင်ပြီး PDF တွေနဲ့တော်လန်ခဲ့ကြတော့ကြောင်းအီအောင် PDF ပူပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်မှုကဖက်စစ်တပ်မြို့တွေအပြင်ကိုတိုင်းစစ်ဌာနချုပ်တွေလက်လွတ်ခဲ့ရအဲ့တော့ ဒီလိုမျိုးသိမ်းတိုက်ပွဲတွေဟာတဦးတယောက်နဲ့ဆွမ်းဆောင်မှုကြောင့်ရခဲ့တာမဟုတ်ပဲအားလုံးညီညီညာညာလက်တွဲမှုကြောင့်ရခဲ့တယ်လို့အချမ်းပြည်ယူဆလို့ရပါတယ်ငါတို့နေမှာကွာငါတို့ကြိုက်တယ်လို့ဆုံးဖြတ်တိမ့်ပြီးပြီတိမ့်ပြီးပြီတံပေးကြည့်ပေးမယ်မပေးချင်မပေးဘူးဆိုရင်ဘူဝပေါင်ဝင်တိုက်ပွဲဝင်ခဲ့တဲ့သူတွေရဲ့ဝိညာဉ်တုံ့တန်နေတဲ့အယိုးပုံတွေထက်ကညည်းရီစားလို့ပြန်လေမြင်အောင်စီးချင်ပါတယ် မြို့သိမ်းတိုက်ပွဲကြီးတွေမှာအသက်ဆုံးခဲ့ရတဲ့ပြည်သူလူထုတွေရဲ့မြို့ကိုပြန်လဲလဲပတ်ဖို့ကြိုးစားတဲ့နေရာမှာလေနဲ့ဘုံချဲခံရင်ကြံ့ကြံ့ခံခဲ့တဲ့ပြည်သူလူထုတွေကိုတော့တစ်ချက်လောက်ငဲ့ကြည့်ဖို့လိုပါတယ်မြန်မာနိုင်ငံကြီးဟာအင်မတန်အပြောင်းလဲလက်တလုံးချားတွေအများများခဲ့တဲ့အခြေအနေပါ စစ်တကအာနာသိမ့်လိုက်ရွေးကောက်ပွဲလှုပ်လိုက်အာနာသိမ့်လိုက်ဂတိပေးလိုက်ရွေးကောက်ပွဲလှုပ်လိုက်စစ်တရဲ့ဂတိကိုဘသူမှမယုံကြည်ရတဲ့အခြေအနေမှာစစ်တရဲ့စကားစစ်တရဲ့လှုပ်ရဟာပြည်သူတို့ယုံကြည်မှုရောက်ဘလုံးမှနလန်မထူတော့ပဲမြောင်းနေရောက်နေတဲ့အခြေအနေမှာစစ်တရဲ့လမ်းစဉ်ကိုစစ်တရဲ့အခြေအနေတိုင်းပြည်သူတို့ယုံကြည်မှုပြည်သူတို့ရဲ့ယုံကြည်မှု ကင်းမဲ့သွားမှာစိုးရင်တို့မိမိတပွဲမိမိတစုမိမိမိသားစု အကျိုးစီးပွားအတွက်အသက်တွေနဲ့ရင်းသားတဲ့နေမြေကြီးတစ်ခုလက်လော့လိုက်မယ်ဆိုရင်တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုမြို့ကြီးတစ်မြို့မြို့မှာမဟာဖြူဟာမြို့ကြီးတစ်မြို့လာရှုပ်ကိုမဖြတ်ပဲမန္တလေးကိုမရောက်ဘူးကွာမူစေကနေဆက်ကုန်သွေးရေးပစ္စည်းမှန်သမျှလာရှုပ်ကထိုင်ပြီးကိုတော်နဲ့မန္တလေးထိုင်ပို့ကြတာ စီးပွားရေးစီးနိုင်ငံရေးအချက်အချာမဟာဗျူဟာမြို့တမြို့ကဲဒါတော့ဆယ်လီဘရီတိုတိုချက်ပြီးလို့ဖြစ်ပါတယ်နော်အဲ့တော့ MMD ဘက်မှာလည်းသူ PR တွေရှိလို့ပြန်ပြရတယ်ဆိုပေမဲ့လည်းပေါ့နော်ကျွန်တော်ပြန်ပြီးစစ်စားမှာဒီတိုက်ပွဲမှာလည်းသူတို့ပဲဖုတ်ပြန်တယ်နော်ကျွန်တော်ဒီတိုင်းသားပေါင်းစုံပဲပါဝင်နေဆိုလည်းကျွန်တော်သိရပါတော့ဒီ PDF ဖွဲ့တွေပါဝင်နေဒါအပြင်ပေါ့နော်အဲသူတို့အခုလိုမျိုးလုပ်တယ်ဆိုရင်သူတို့ရွေးရမှာက သူတို့ကဒီတရုတ်ကိုကြောက်လို့နောက်ဆိုတာဟုတ်ပါပြီအဲ့ဒါတရုတ်ရဲ့ပြည်내တာကိုလိုချင်တယ်ဆိုတော့တေချာဘောပြည်သူလူထုရဲ့ပြည်내တာတော့ရအောင်မဟုတ်ပါဘူးเนาะပြည်သူလူထုကတော့တော်တော်လေးကိုထောက်ခံမှုကြဆင်းသွားမဲ့အနေအထားမှာရှိတယ်ဒါအပြင်သူတို့ဘာကြောင့်စကားတွေတိုက်လာလဲလားဆိုရင်เนาะဟိုဒီတရုတ်ကအဲ့လိုမျိုးဒီဖိအားပေးလို့ပြန်ပြီးပေးရမယ်ဆိုစကားတွေတိုက်ပြီးနေလीเนาะပေးမှာဆိုတော့အလုံးလည်းတိပြီးသားပဲအဲ့တော့ဘာဖြစ်လို့အဲ့လိုမျိုးအခုချိန်ကျမှဒီလိုမျိုးပြန်စစ်စားလဲတော့မသိဘူးเนาะဘာဖြစ်ပြောအခုချိန်မှာဆိုရင်တော့ဟိုနောက်တနည်းစစ်စားဖို့ကလည်းရှိတာက တို့ကအခုချိန်မှာဒီ live show မျိုးကိုထိန်းလာတာကြာပြီပေါ့နော်ဒါပေမဲ့လည်းတခြားဆက်ကဆောက်တော့ champion set ကိုတော်လိုင်းမဲ့အပိုင်းနေမှာပေါ့နော်တချို့အပိုင်းနေမှာလည်းဒီမြေပြန့်ဒေသတွေမှာလည်းတော်တော်လေးအားနေတာတွေ့ရပါပေါ့နော်အဲ့တော့အားလုံးကတပြိုင်တည်းဆိုရင်တော့တို့ဘက်မှာလည်းရုံရလွယ်မဲ့အနေအထားရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတို့ဘက်က ရက်နာသွားတဲ့အချိန်မှာတစ်ဖက်ကမယုံတဲ့အတွက်တော်တော်လေးအချက်မစစ်ကောင်စီကပြန်ပြီးတော့အခုချိန်မှာဆိုရင်တရုတ်နဲ့ညှိနှိုင်းပြီးပြန်လုံနိုင်တဲ့အနေအထားတွေဖြစ်သွားရဆိုတာလေတွေ့ရတယ်။တခုနဲ့အစိအရတခုနဲ့တခုဆက်ဆက်နေတာပေါ့နော်။အဲ့ဒါဘာပဲပြောပြောပါအခုလိုမျိုးအချိန်မှာတော့တို့ဆုံးဖြတ်ချက်ကတော့တော်တော်လေးကိုရေးကြည့်တာလည်းဖြစ်ပါရဲ့နော်။အဲ့တော့တို့ဆက်နေမယ်လို့ဆုံးဖြတ်ရင်လေဒီဖီယာနဲ့ပတ်သက်ပြီးတစုံတစ်ခုတော့ပြဿနာတက်မှာသိကြပါရဲ့နော်။နေဇက်နေဇက်ဂိတ်ပိတ်တာမျိုးတွေတခြားဟာပေါ့နော်။ဒီ MMD ခေါင်းဆောင်တော်ဖန်ခံလို့ကြတာဟုတ်။အဲ့တော့ တို့ပြန်ပေးလိုက်တယ်ဆိုရင်တော့တေချာဘွားပြည်သူလူထုရဲ့ယုံကြည်မှုတွေကျဆင်းမယ်နောက်ပိုင်းကျရင်လည်းတို့ဒီတော်လိုင်းနဲ့ပတ်သက်လာရင်စာပြပူပေါင်းဖို့ဆိုတာကမဖြစ်နိုင်တော့ဘူးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီနိုင်ငံရေးမှာတော့တို့တော်တော်လေးကိုကြဆုံးသွားမယ်အနေထားလည်းတွေ့နေရပါနော်ကျွန်တော်တို့ကျွန်တော်နားထောင်ရမှာကတော့ချက်မဲ့မင်းအောင်လိုင်းကအခုဆိုရင်ဂျွီးကောက်ပွဲတွေပြုလို့မဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တုံးတက်တင်ပြထားလိုက်နားထောင်ကြည့်အောင်နော်လှူထားတာတော့မှစစ်တပ်ရဲ့အစည်းအုံတွေကပြည်သူကနေပတ်စံကောက်တာเนาะအဲ့ဒီ ွေးလွန်တုတ်ကွေးတို့ငှက်ပြားတို့ AIDS တို့နောက်ဒီဒီကင်ဆာတို့ဘာတို့တခြားတွေဥစက်ယောဂတွေအကုန်လုံးသူကဆေးတွေကနိုင်ငံတကာကလှူတာနောက်တစ်ခါမြန်မာနိုင်ငံမှာဥမာဒီထိုင်းမြန်မာနယ်စပ်တခြားမှာဆိုဒုက္ခတဲ့စခန်းတွေအများကြီးပဲတကယ်ရုပ်ကြားအရင်မာကြီးတွေတကယ်လှုပ်ရှားနိုင်တဲ့တပ်တံမမအကောင်ကြီးတွေဘောလုံးတွေကန်နေတဲ့ချင်းတွေခန့်နေတဲ့အများကြီးအချိန်တန်ရဲ့ဒီနိုင်ငံတကာလှူမဲ့ဟာကိုထိုင်ထိုင်မြှို့ပြီးတော့စောက်ပြီးတော့စားနေကြတယ်ထိုင်းထိုင်းမြန်မာ ဒုက္ခတဲ့စကမ်းမှာသွက်ကြည့်ကိုထက်တော်မှဝဖီးပြီးတော့လေတန်တန်မမရုပ်ကြားကြီးတွေနိုင်ငံတကာရဲ့အလှူငွေနိုင်ငံတကာလှူလာမဲ့ဟာကိုထိုင်စားနေတာအများကြီးထိုင်းမြန်မာနယ်စပ်အင်္ဂလိပ်အာအိန္ဒိယနယ်စပ်အများကြီးမြန်မာဒုက္ခတဲ့စကမ်းတွေနိုင်ငံတကာကျွေးလာတာနှစ်ပေါင်း90ကျော်လာပြီတော့နိုင်ငံတကာကမြန်မာကိုစိတ်ကုံနေပြီအဲ့တော့သူတို့ကဟို တည်ငြိမ်ဝိုင်းရင်ပြီးရောအပြောင်းလဲတစ်ခုဖြစ်သွားရင်ပြီးရောဘ누구အစိုးရဖြစ်ဖြစ်ွားဆိုပြီးတော့မျက်လုံးမှိတ်ပြီးတော့နေနေတာပိုဆိုးတာကအာဆီယံအဲ့တော့ဒီလောက်ဒီတဘာဝတယံသာတာပေါ်ကြွယ်ဝတဲ့မြန်မာနိုင်ငံအေးချမ်းတာယာဖွင့်ဖြိုးသွားမှာလုံးဝမလူလားတာအာဆီယံအဲ့ဒါကြောင့်မို့သူတို့ကြိုးဆွေးသမျှကမဲ့အစိုးရကိုပဲသူတို့က တက်သေးချင်တာအာဆီယံကကြောင့်မလို့ဒီရွေးကောက်ပွဲအောင်မြင်သွားဖို့တော့အာဆီယံနိုင်ငံတွေအကုန်လုံးကစစ်ကောင်စီကိုနောက်ပွဲကနေထောက်ပံ့နေတယ်အဲ့တော့ကျွန်တော်နိုင်ငံတကာရဲ့အခမ်းကဏ္ဍကိုလုံးဝမေ့ထားလိုက်တော့ဒီဆယ်လအတွင်းမှာနေပြည်တော်ကိုတက်ပြီးသိမ်းနိုင်ဖို့ပဲအရေးကြီးတယ်နေပြည်တော်ကိုအဲ့လိုမှဒီဆယ်လအတွင်းမှာတက်မသိမ်းနိုင်ဘူးဆိုရင်မင်းအောင်လှိုင်ကအခုလက်ရှိသူထိမ့်ချုပ်နိုင်တဲ့ မြို့ကြီးအနေငယ်လာကိုယူကောက်ပွဲလုပ်ပြီးတော့မှဗဟုအစိုးရဖွဲ့မယ်အာဗဟုအစိုးရဖြစ်ရေးအတွက်ပြည်ထောင်စုလွှတ်တော်ခေါ်မယ်ပြည်ထောင်စုလွှတ်တော်ခေါ်တာနဲ့မရောက်နိုင်စစ်တပ်ကတရားဝင်ယူကောက်ပွဲကနေတက်လာတဲ့အစိုးရဖြစ်ပြီးတရားဝင်အစိုးရဖြစ်ပြီးဆိုရင်အဲ့ဒီယူကောက်ပွဲမလုပ်နိုင်တဲ့ပြည်နယ်တွေအညာဒေသတွေကိုမရောက်နိုင်ကရှိတမျအင်အားအကုန်ထုတ်သုံးပြီးတော့ရှိတမျလက်နက်အစံအကုန်ထုတ်သုံးပြီးတော့စစ်စင်ရေးလုပ်မယ်ဖြိုခွင်းပြီးတော့ပြိုသွားရင် နောက်နှစ်တွေမှာအဒီဒီအခုဒီ2025မှာရေကောက်ဝဲမလုံနိုင်တဲ့နေရာတွေကို2026 2029မှာအာ2026 2029ဖြည်းဖြည်းသိမ်းသွင်းမှာပေါ့တချို့တိုင်းရင်းသားဒေသတွေဆိုရင်တိုင်းရင်းသားလက်လက်ကင်တွေနဲ့မင်းအောင်ထိုင်နဲ့အကြားမှာအပေးယူလုပ်မယ်မင်းတို့ကဒီပုံစံနေဒီလိုပုံစံအုပ်ချုပ်ငါတို့ကဒီလိုပုံစံနေပြီးတော့ဒီလိုလေးပဲယူမယ်မင်းတို့ကျင့်တတ်လားကျင့်တတ်တယ်โอเคကျင့်တတ်ရင်ရခိုင်မှာယူကောက်ဝဲလုပ်မယ်ကချင်မှာယူကောက်ဝဲလုပ်မယ် ပြင်မှာရွေးကောက်ပွဲလုပ်မယ်အဲ့ဒါဆိုရင်နောက်ထပ်တစ်နှစ်နှစ်နှစ်သွင်းမှာပြင်းနယ်လွတ်တော်ပြင်းနယ်ဝင်ကြီးချုပ်တွေပါထပ်ပေါ်လာခဲ့မယ်အဲ့ဒါဆိုရင်100%ပြည်သွားမယ်ပေါ့เนาะအဲ့တော့အဓိကအကျဆုံးသွားမှာຫນွေဦးတော်လှန်ကြီးပြင်းနယ်တွေကတော့အဲ့လောက်မဟုတ်ဘူးမင်းအောင်လှန်ကတော့ तू အခက်ခဲဖြစ်နေတဲ့အချိန်မှာ तू အပေးယူတော့လုံမှာပဲအဲ့တော့တကယ်အကျဆုံးသွားမှာကຫນွေဦးတော်လှန်ကြီးအဲ့တော့အဲ့ဒါလို့ဖြစ်မလာဘူးဆိုရင်ဒီဆယ်လအတွင်းမှာ UNG ဥဆောင်တဲ့ຫນွေဦးတော်လှန်ကြီးတက်ဦးက နေပြည်တော်ကိုတက်ပြီးတော့ပိမ့်ပိုက်နိုင်ဖို့လိုတယ်အဲ့တော့တိုင်းရင်းသားအားလုံးမျှော်လင့်တဲ့တိုင်းရင်းသားအားလုံးလူကျင်တဲ့ Federal Democracy တို့မဟုတ် Confederate ကိုရဖို့ဆိုရင်မြန်မာနိုင်ငံမှာဒီအကြမ်းဖက်စစ်တပ်မရှိမှရမယ်ဆိုတာသူတို့သိတယ်ကဲဒါတော့နော် ဒီချက်မဲ့မင်းအောင်လည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘယ်လောက်ထိအန်တီများလဲဆိုတာကိုသုံးသက်တင်ပြထားတာဖြစ်ပါတော့အဲ့တော့မနေ့ကလည်းကျွန်တော်သတင်းတမှုတင်ပြခဲ့တယ်ပေါ့နော်အထက်မှာလည်းဒီလိုပါပဲเนาะအဲ့တော့ဒီအချက်မဲ့မင်းအောင်လည်းဒီရွေးကောက်ပွဲပြုလုပ်မှာကဒီဇင်ဘာနောက်ဒီဇန်နဝါရီပေါ့နော်အဲ့တော့10လတောင်မရှိတော့ပါဘူးเนาะတကယ်ဆိုရင်တော့10လလောက်ပဲကျန်တော့တယ်အဲ့တော့ဒီ10လထဲမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးအပြောင်းလဲတွေ့ရမလဲဆိုတာကတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะအခုလောလောဆယ်မှာတော့ကျွန်တော်တို့ရဲ့ဒီဒီတိုင်းသားညီနောင်တစ်ဖွဲ့ရတာပေါ့နော် MMD ကတော့လာရှုမြို့နဲ့ပြန်ဆုတ်ပေးသွားပြီဆိုတော့လာရှုမြို့မှာတော့အချက်မဲ့စစ်ကောင်စီရဲ့ဒီစစ်စစ်ဘက်ဆိုင်ရာဌာနတွေတော့မလာသေးဘူးเนาะအရက်ဘက်ဌာနတွေတော့ဝင်ပြီးတော့စပြီးမှစထိုင်တော့မယ်လို့သတင်းကြားရပါเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီခုနပြောသလိုပဲအချက်မဲ့မင်းအောင်လိုင်ကတော့ဒီရွေးကောက်ပွဲပြီးသွားပြီဆိုရင်တစ်စင်းပြီးတစ်စင်းပေါ့เนาะတစ်နှစ်ပြီးတစ်နှစ်ပြန်ပြီးတော့ဒီအတိုင်းသားအဖွဲ့စီတိမ့်သွင်းမှဖြစ်ပါတယ်အဲ့တော့ဒါတွေကိုအားလုံးကလည်းကြိုပြီးမိသားဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီတော့ကျွန်တော်တော်လိုင်းရေး အနေနဲ့ဘယ်လိုမျိုးဒေါ်လာရင်းနဲ့ဘယ်လိုမျိုးဆက်ပြီး RAM လဲဘယ်လိုမျိုးဆက်ပြီးတော့တိုက်ခိုက်မလဲဆိုတာကတော့တကယ်ပဲအရေးကြီးတဲ့ကာလရောက်လာပြီဆိုတော့ကိုသုံးသပ်တင်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကအဆုံးသက်လိုက်ပါရနော်ကျွန်တော်ရဲ့ဗီဒီယိုကိုအစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စတဲ့ကိုထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမခြင်းနဲ့ပြည့်စုံပြီးတော့ဂျပန်မဲအောင်လာရင်စစ်ပြီးငလင်ပြီးကပ်ပေးပေါင်းစုံမှာလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ